အလုံး Manchester United ပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဟောဒီတစ်ပတ်ဘောလုံးပွဲတွေလည်းမရှိဘူးเนาะ International Break နှစ်ပတ်နားရတယ်ဆိုတော့ဒါပြင်ကြရပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်ဘောလုံးတည်င်းအနေနဲ့ Manchester United တည်င်းအနေနဲ့ပေါ့เนาะကျွန်တော်တည်တဲ့များမြင်တဲ့များလေးကိုပြည်သက်တွေလည်းသိအောင်လို့ဒါကျွန်တော် sharing လုပ်တာပါ။အဲ့တော့ကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သက်တွေအကုန်လုံးက ကျွန်တော်ရဲ့စန္ဒာဖြစ်စီရှင်ရဲ့စန္ဒာက Manchester United နဲ့ပတ်သက်ပြီးတော့ Manchester United ကျွန်တော်တို့ရှိရတဲ့ Manchester United တည်င်း Manchester United ရဲ့အတင်းအကြောင်းเนาะတည်င်းဒီကျွန်တော်သိတဲ့လောက်ကျွန်တော်ရဲ့ဒါ channel ကိုအပိတ်နေရတဲ့ဒါ Manchester United ပြည်သက်တဲ့အကောင်လုံးကိုသိစီရှင်တယ်ဒါကျွန်တော်ရဲ့စန္ဒာပေါ့เนาะအားကြောင့်မလို့ဒါကတော့ဒါကျွန်တော်ရဲ့စန္ဒာလေးကိုဒါကြောင်ညာရင်နဲ့ထည့်ပြောတာပေါ့เนาะအာဖြစ်စီရှင်တယ်ကျွန်တော်ပေးခြင်းတဲ့ message ကတော့ကျွန်တော် သူ့ Manchester United ပြိသက်တဲ့အနေနဲ့ကျွန်တော်ရဲ့ shine လေးကိုလာကြည့်တဲ့ပြိသက်တဲ့အကောင်လုံးကကျွန်တော်သိတဲ့လောက်ကျွန်တော်တို့ Manchester United အသင်းရဲ့အကြောင်းသိစေရမယ်ဗျာဒါအဲ့တော့စကားရှိရှိဝေးပြောတော့ပါဘူးလေကျွန်တော်တို့ Manchester United နဲ့ပတ်သက်ပြီးတော့နာပြောစရာလေးတွေကတော့အများကြီးပေါ့နော်ဒီထဲမှာကျွန်တော်တို့ပထမဆုံးအနေနဲ့ဒါကိုသမားရွေးထုတ်ပွဲလုပ်ကြမယ်ဘူသမားကိုနည်းနည်းလေးဆွဲနေကြည့်ကြမယ်အခုလက်ရှိကျွန်တော်တို့ Manchester United အသင်းမှာဂိုးသမား3ယောက်ရှိတယ် တောင်ဟီတောင်ရဲ့အထက်ဘရင်တာရဲ့စနီလမ်းမန်းရဲ့တော့သူတို့သုံးယောက်ရဲ့ lesson တွေအကုန်လုံးကိုလည်းကျွန်တော်တို့မှ share ကြနေတဲ့ပြည်သက်ဒီတာနီးပြကပြီးခဲ့တဲ့ Sunday night ပွဲတုန်းကစနီလမ်းမန်းကိုထုတ်သုံးတော့တဲ့နေသားမှာဒါမြို့တွေ့ခရရပေါ့နော်သူတို့ Manchester United အသင်းအတွက်ဒါဘူပေါက်တန်နေရနံပါတ်2ဘူသမဘသူဖြည့်လာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးကြည့်ကြမယ်ဗျာအားထိုင်ပိုင်ရင်လာကတော့ရှေ့ပွဲတုန်းကတော်တော်လေးဖန်ခဲ့တဲ့ပွဲတွေကအမှားတွေလည်းရှိတယ်နော် ပူမခဲ့တာလည်းရှိတယ်ကောင်းခဲ့တာလည်းရှိတယ်ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါသူ့ကိုကြိုက်တဲ့ပြိတ္တတွေလည်းရှိမယ်သဘောမကျတဲ့ပြိတ္တတွေလည်းရှိမယ်ကျွန်တော်ကတော့သူ့ကိုသဘောမကျတဲ့အပိုင်းမှာပါတယ်ကျွန်တော်ကရင်းနှီးကလည်းပြောပြီးပါပြီဒီငိုဖမ်းလို့ရှိရင်ခဏမနေနဲ့ခဏမငြိမ်နဲ့ကိစ္စတော့ကျွန်တော်သဘောမကျဆုံးပဲနော်ကိုသမားကဂူဘောက်ကိုဘာဖြစ်ဖြစ်ကာကွယ်ရမယ်နော်အမြင်ပေါ်တွေကိုတတ်နိုင်တယ်များနော်ပုံတော့ဖုံးတော့အားဖားတယ် တော့ဟိုလာလာကျင်တဲ့ကောင်လာကျိုးကျင်တဲ့ကောင်ကျိုးပိတ်ကျင်တဲ့ပဲပိတ်တာကိုကဖူဖမ်းရဖို့ပဲရည်ရည်တယ်ကိုကိုကကာကွယ်နိုင်ဖို့ပဲရည်ရည်တယ်အဲ့လိုမျိုးလောရမှာကိုကသူ့မှာအဲ့လိုမျိုးပဲကြောင်းနေတာပဲတပွဲလုံးဘာလို့ဘာသူ့ကိုလဲကြောင်းမှလည်းဘာမှလည်းမလုပ်ဘူးဒီဘောလုံးကိုဖမ်းဖို့ရည်သူ့မှာဟိုဟိုမကြဒီမကြတော်တော်တော်လေးဖြင်းနေတဲ့ပိုင်းတွေကိုကျွန်တော်မကြိုက်ဘူးလားကျွန်တော်မကြိုက်တဲ့ပိုင်းကိုပဲကျွန်တော်ပြောတာအဲ့တော့ ဒီစန္ဒီလမ်းမနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြင်တွေ့ခရရတဲ့ဒါစန္ဒီလမ်းနဲ့ပွဲမှာမြင်တွေ့ခရရတဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ကတော့အားရကျင်နေတယ်ဗျာတုံတုံကြီးကတော့ထားလိုက်ပါတော့တုံတုံကြီးကတော့ပါလဲမပါဘူးเนาะဖမ်းလဲမဖမ်းဘူးအဲ့တော့စန္ဒီလမ်းမကတော့ဒီစန္ဒီလမ်းမနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြင်တွေ့ခရရတဲ့ဒါစန္ဒီလမ်းနဲ့ပွဲမှာမြင်တွေ့ခရရတဲ့ဟာလေးတွေကတော့သဘောကျစရာအားရစရာကျင်နေစရာတော့ရှိတယ်အဲ့တော့ तू ကလူငယ်ကစားသမားဆိုပေမဲ့ဒါ လူငယ်ကူသမားလေးဆိုရင်လည်း तू ကတတိရှိတယ်လို့ကျွန်တော်မြင်မိတယ်ဘလို့ရဖြစ်ဖြစ်ဗျာ तू လာတဲ့ဘောလုံးတွေကို तू အကောင်းဆုံးကာကွယ်တယ်ရှင်းထုတ်တယ်နော်အမြင့်ဘောတွေရှင်းထုတ်တဲ့နေရာမှာလည်းတော့မိမိရဲ့ဖန်တဲ့နဲ့လုံကိုဖန်ပြီးတော့ကာမင်းနဲ့လုံကိုလုံးဝကာထုတ်တယ်။ဒါကူသမားရဲ့အပိုင်းအဲ့တော့နောက်တစ်ချက်က तू အဲ့လိုမျိုးဘိုးအဲ့လိုမျိုးကောင်းကောင်းလေးဖန်နိုင်ဖို့အတွက်ဒါကြောင်နေတဲ့အပိုင်းမဟုတ်တာတွေနော် အတော်တော်လေးမလုံးမနဲ့ပဲနဲ့ဖန်းကြာကြီးကဖန်းပုတ်ချက်ရှိတာပုတ်ကားရရှိတာကာနေတဲ့ပိုင်းတော့ကျွန်တော်သဘောကျဘလို့ပြောပြောကျွန်တော်ကတော့ဆန်နီလမ်မနဲ့ပတ်သက်ပြီးတော့ပဲဒါသဘောကျတယ်ဗျာနောက်လဲနောက်နောက်လဲကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းမှာဒါကုသမနံပါတ်1ကုသမဖြစ်လာဖို့ဆန်နီလမ်မကိုတော့ကျွန်တော်တော့မျှော်လင့်မိတယ်ဒီပွဲရဲ့အနေထားကိုကြည့်ပြီးတော့ဘောနောနောက်ထပ်ကတော့ဘလို့တွေဖြစ်လာမလဲဆိုတာသိဘူးပေါ့နော်အဲနဲ့ပတ်သက်ပြီးတော့ဒါ sharing လေးလုပ်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ